အားလုံးပဲမင်္ဂလာပါကွယ်ဒီချေကတော့တတ္တမရန်ပထဝီဝင်ဘာသာရက်ကိုတင် जा ပြီးမယ်ဒီချေမှုပဲဖြစ်ပါတယ်ဒါတို့သမီးတို့တတ္တမရန်မှာအခန်း၅ခန်းတင် जा ရမှာဖြစ်ပါတယ်အဲ့ဒါတွေကတော့အခန်း၁တဘာဝပထဝီဝင် အခန်း၂လူမှုရေးပထဝီဝင်မြန်မာနိုင်ငံဤလူမှုရေးပထဝီဝင်အကြောင်းပဲဖြစ်တယ်အခန်း၃ပတ်ဝန်းကျင်ဆိုင်ရာပထဝီဝင်အခန်း၄ကတော့အာဆီယံနိုင်ငံများဤ ဒေသန္တရပထဝီဝင်ပဲဖြစ်ပါတယ်အခန်း၅ကတော့လက်တွေ့ပထဝီဝင်အကြောင်းကိုသင်ကြားကြရမှာဖြစ်ပါတယ်အခန်း၁တဘာဝပထဝီဝင်အကြောင်းမှာသင်ခန်းစာ၃ခုသင်ကြားကြရမှာဖြစ်ပါတယ်အဲ့ဒါတွေကတော့၁ကဘာမြင့်ကြီးဖွဲ့စည်းတိဆောက်ဖို့၂ကြိုက်ကြီးများနဲ့ကျွန်းများအကြောင်းသုံးကတော့တဘာဝပဝင်းကျင် ဖြစ်စဉ်များကြောင့်ဖြစ်ပေါ်လာသောမြေပြင်သဏ္ဍာန်များဆိုပြီးတော့သင်ခန်းစာ၃ခုကိုသင်ကြားကြရမှာဖြစ်ပါတယ်။

ကဘာမြေကြီးကိုရာဒူကြီးသုံးခုနဲ့တိဆောက်ထားတယ်။ကဘာပေါ်မှာရှိတဲ့ကုန်းမြေတွေဖြစ်တဲ့တိုက်ကြီးတွေအကြောင်းကိုလည်းသားတို့သမီးတို့လေ့လာသိရှိကြရမှာဖြစ်တယ်။နောက်ပြီးတော့ကဘာပေါ်မှာရှိတဲ့ကျွန်းတွေဘလို့ဖြစ်ပေါ်လာသလဲ။နောက်ပတ်ဝန်းကျင်အခြေအနေတွေပေါ်မူတည်ပြီးတော့ကွဲပြားခြားနားနေတယ်ဆိုတာကိုလည်းသိရှိကြမယ်။နော်တိုက်ကြီးတွေရဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ကျွန်းတွေဟာနော်သမုတ်ကြအတွင်းမှာရှိတဲ့ကျွန်းတွေနဲ့နော် ဘယ်လိုမျိုးအုပ်စုတွေခွဲခြားနိုင်မလဲဘယ်လိုမျိုးလည်လာနိုင်မလဲဆိုတာကိုလည်းသိရှိသွားကြမှာဖြစ်တယ်။နောက်ပြီးတော့သဘာဝပတ်ဝန်းကျင်ရဲ့ဖြစ်စဉ်တွေကြောင့်စီးရေ၊လေပင်လေရေလိုက်နဲ့မြေအောက်ရေတွေရဲ့လှုပ်ဆောင်ချက်တွေကိုနော်သူတို့တွေရဲ့လှုပ်ဆောင်ချက်များကြောင့်ကမ္ဘာမျက်နှာပြင်ကိုဘယ်လိုတိုက်စားတယ်ဘယ်လိုတည်ဆောင်တယ်ဘယ်လိုပို့ချတယ်ဆိုတာကိုသိရှိပြီးတော့ဖြစ်ပေါ်လာတဲ့ကုန်းမြေတံတန်းတွေရဲ့အကြောင်းကိုလည်းသားတို့သမီးတို့ဒီ ခန်းတစ်ကနေပြီးတော့လိလတင်ကိုကြားရမှာဖြစ်ပါတယ်။တီချဲဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့အခန်းတစ်နော်တဘာဝပထဝီရဲ့တင်ကားစာတစ်ဖြစ်တဲ့ကဘာမြေကြီးဖွဲ့စည်းတိဆောက်ပုံအကြောင်းပဲဖြစ်တယ်။ဟုတ်ပြီနော်ကဲသားတို့သမီးတို့ကြည်အောင်ကဘာတောင်နဲ့မြောက်ဝင်ရိုးစွန်းအနေငယ်ပြားတယ်အရှိနဲ့နောက်အနေငယ်ကျယ်ဝန်းနေဆိုတဲ့အကြောင်းကိုသားတို့သမီးတို့စတ်ထမာရာလုံးကသင်ကြားပြီးခဲ့ပြီဖြစ်တယ် အခုဆက်ပြီးတော့တီချေတို့ကဘာမြေကြီးဘလို့ဖွဲ့စည်းတိဆောက်ထားတယ်ဆိုတဲ့အကြောင်းကိုတင်ယူကြရအောင်ဟုတ်ပြီနော်ကဲကြည့်ကြမယ်ကဘာမြေကြီးဖွဲ့စည်းတိဆောက်ပုံကိုတီချေတို့အခုဒီမှာပုံနဲ့လည်းပြထားတယ်အဲ့ပုံကိုတွဲပြီးတော့တီချေအခုရှင်းပြတာလေးတွေကိုနားထောင်ပြီးတော့လေ့လာကြမယ်နော်ကဘာကိုလွှားလူကြီးနေနဲ့ဖွဲ့စည်းထားတယ်နော်ဘယ်ကနေသိလဲငရင်နိုင်တွေကိုလေ့လာလို့ရတယ်သိရှိနိုင်တယ် ေဘူးရောအားဖြစ်ဆိုလို့ရှိရင်ကာကြီးကဘာပေါ်ရန်လွာခါကွေကဘာချားလွာချားလွာကို အပေါ်ပိုင်းနဲ့အောက်ပိုင်းဆိုပြီးတော့ခွဲခြားပြီးတော့လေလာကြရမယ်။ဟောနောက်ပြီးတော့ဂငယ်ကဘာဘဟုပိုင်းကဘာဘဟုပိုင်းမှာလည်းအပြင်လွာနဲ့အတွင်းပိုင်းဆိုပြီးတော့တီချေတို့ဟာသုံးပိုင်းခွဲခြားပြီးတော့လေလာကြရမှာဖြစ်ပါတယ်။ဟုတ်ပြီနော်။ကဲအဲ့တော့တီချေတို့ဆက်ပြီးတော့ကဘာရဲ့အပေါ်ရန်လွာအကြောင်းကိုကြည့်ကြရအောင်။ ကမ္ဘာအပေါ်ရန်လွှာမှာဆိုလို့ရှိရင်အပူချိန်ကိုကြည့်မယ်ဆိုရင်သူက22ဒီဂရီဆက်စီယက်ချီတယ်။အခြေအနေသူ့ရဲ့အခြေအနေဘယ်လိုရှိလဲ။သူကအဆိုင်ခဲအခြေအနေနဲ့ပဲရှိနေပါတယ်။အော်သူ့ရဲ့ဖွဲ့စည်းပုံကိုတီချေတို့ကြည့်မယ်ဆိုလို့ရှိရင်ပုံလေးမှာလည်းပြထားတယ်။အခုတီချေရှင်းပြတာကိုလည်းနားထောင်ပါ။နော်တီချာလေးလည်းလေ့လာပါ။သမုတ်တရားအောက်ခင်းသူကပါလဲဆိုလို့ရှိရင် စီမာ။စီမာကိုဆီလီကာနဲ့မက်ဂနီဆီယမ်ပါဝင်တဲ့တွင်းထွက်ခြင်းနဲ့တိဆောက်ထားတယ်။ တော့တိုက်ကြီးတွေအောက်မှာရှိတဲ့ကမ္ဘာပေါ်ရန်လွှာ CL လွှာကိုဆီလီကာနဲ့အလူမီနီယံပါတဲ့တွင်းထွက်တင်နဲ့တိဆောက်ထားတာဖြစ်တယ်။ဟုတ်ပြီနော်။အဲ့တော့ကမ္ဘာအပေါ်ယံလွှာအပေါ်ယံမျက်နှာပြင်မှာရှိတဲ့အပားဆုံးအလွှာဖြစ်တဲ့ဆိုတာတိချက်ကူပုံမှန်လေးပြထားတယ်ဟုတ်ပြီနော်အဲ့အပားဆုံးသောအလွှာဖြစ်တယ်မိမနာအတွင်းပြင်ကနော်မိမနာအတွင်းပြင်အောက်ကိုသူကကီလိုမီတာ10ကီလိုမီတာနေပြီးတော့80ကီလိုမီတာအထိအနက်မှာတွေ့ရတာဖြစ်တယ် နော်စီယလွာတိုက်ကြီးတွေအောက်မှာဘာဖြစ်လဲထူပြီးတော့သမုတ်ကြီးကအောက်ခင်းမိုင်းကပါတယ်အလွှာနှစ်ထပ်ရှိတယ်အပေါ်ပိုင်းလွာကိုစီယလွာလို့ခေါ်ပြီးတိုက်ကြီးများတည်ရှိတယ်အပေါ်ရန်လွာဖြစ်တယ်နော် granite ကြောင်းတနည်းဖြင့်နှမတ်ကြောင်းပေါ့နော်အဲ့ဒါ၄နဲ့တိဆောက်ထားတယ်စီယလွာရဲ့အောက်မှာပုံမလီလန့်တိတ်ပြီးရဲကြောက်တင်နေဖွဲ့စည်းထားတဲ့စီမာလွာလို့ခေါ်တဲ့အလွာရှိတယ်နော်။အော်သမုတ်ကြီးကအောက်ခင်းမိုင်းမှာကြာတော့ဘာဖြစ်လဲ သူ့ရဲ့တည်ရှိနေတဲ့အလွာဖြစ်တယ်သူဟာပစောကြောက်တည်နေတိဆောက်ထားတာဖြစ်တယ်ဆိုတော့ဒီချေတို့ဒီပြထားတဲ့ပုံနဲ့လည်းကြည့်ပြီးတော့လေ့လာနိုင်ပါတယ်နော်ဟုတ်ပြီနော်အဲ့တော့ဒီချေတို့ခောက်ခွေးကကပကြားလွှာအကြောင်းကိုဒီချေတို့ဆက်ပြီးတော့ကြည့်ကြရအောင်နော်ကပကြားလွှာမှာအပေါ်ပိုင်းနဲ့အောက်ပိုင်းဆိုပြီးတော့တခါနှစ်ပိုင်းခွဲပြီးလေ့လာမယ်အပေါ်ပိုင်းလွှာကိုဆက်ပြီးတော့ပထမဆုံးကြည့်မယ်အပူချိန်က1400ဒီဂရီဆယ်စီယပ်ကနေပြီးတော့3000ဒီဂရီဆယ်စီယပ်အထိရှိတယ် ူရဲ့အပူချိန်ဟုတ်ပြီနော်အခြေအနေကိုကြည့်မယ်သူကအရေးအဆိုင်ခဲအခြေအနေနဲ့တည်ရှိနေတယ်ဟုတ်ပြီနော်အဲ့တော့ဒီချေလို့ဆက်ပြီးတော့ကြည့်ကြရအောင်နော်သူ့ရဲ့ဖွဲ့စည်းပုံကိုကြည့်မယ်ဆိုလို့ရှိရင်တန်းအောက်ဆီဂျင်ဆီလီကွန်မက်ဂနီဆီယမ်နဲ့အလူမီနီယမ်ဆိုပြီးတော့ပါပြီလေနော်သူ့ရဲ့ကမ္ဘာကြားလွှာအပေါ်ပိုင်းမျက်နှာပြင်အောက်ကီလိုမီတာ680အနက်မှာစပြီးတော့တွေ့နိုင်တယ်အရေးပြောနေတဲ့ကြောက်တေအဆိုင်ခဲနေတဲ့သူဟာဖွဲ့စည်းထားတာ နော်ဟုတ်ပြီအပေါ်ပိုင်းမှာရှိတဲ့ကြောက်တွေကပုံမောပြီးတော့အေးတဲ့ကြောက်မလို့ဆေးပြစ်တဲ့အနေအထားကိုတွေ့ရမှာအဓိကအားဖြင့်တော့ peridotite ကြောက်တွေ ਨੇ ဖွဲ့စည်းထားတာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ဒီ share ကိုကမ္ဘာကြားရဲ့အောက်ပိုင်းဘယ်လိုတွေဖွဲ့ထားတယ်အခြေအနေဘယ်လိုရှိရဲဆိုတာကိုလည်းဆက်ပြီးတော့ကြည့်မယ်အောက်ပိုင်းမှာဆိုလို့ရှိရင်အပူချိန်က3000ဒီဂရီဆက်စီယက်ကနေပြီးတော့4000ဒီဂရီဆက်စီယက်အထိသူဟာအပူချိန်ရှိတယ်အခြေအနေကဘယ်လိုရှိရဲဆိုတော့သူကအဆိုင်ခဲအနေနဲ့ပဲတည်ရှိနေတယ် ဟုတ်ပြီနော်ဖွဲ့စည်းပုံကိုကြည့်ရခါကျတော့ဗာလဲတန်အောက်ဆီဂျင်ဆီလီကွန်မက်ဂနီဆီယမ်အလူမီနီယမ်နေနဲ့ရှိတယ်။ကမ္ဘာကြားလွှာအောက်ပိုင်းကိုဘာဖြစ်လဲ။ကမ္ဘာမျက်နှာပြင်ကီလိုမီတာ680ရနေပြီးတော့2890ကြားအထိတွေ့ရတယ်။ကြောက်အဆိုင်ခဲတွေနဲ့ဖွဲ့ထားတယ်။နော်ကြောက်တီကအရေးပြောင်းနိုင်တဲ့အပူချိန်ကြီးရှိတယ်။ဒါပေမဲ့ဖိအားကြောက်သူကအဆိုင်ခဲအနေနဲ့ပဲတည်ရှိနေတာဖြစ်တယ်ဆိုတော့ကိုလ ీల တွေ့ရှိကြရမှာဖြစ်ပါတယ်။ အော်တီချေတို့ဂန်းငင်ကကဘာဘဟုပိုင်းကိုဆက်ပြီးတော့ကြည့်မယ်နော်ပုံလေးမှလည်းတီချေပြတာတယ်တီချေရှင်းပြတာနဲ့ပုံနဲ့ရှင်တွဲပြီးတော့ကြည့်ကြည့်ပါဟုတ်ပြီနော်ကဲဂန်းငင်ကဘာဘဟုပိုင်းမှာကြတော့အပြင်လွှာနဲ့အတွင်းပိုင်းဆိုပြီးတော့တီချေတို့နှစ်ပိုင်းလည်လာကြရမှာဖြစ်တယ်တီချေတို့အပြင်လွှာရဲ့အပူချိန်ကိုကြည့်မယ်ဆိုလို့ရှိရင်၄00ဒီဂရီဆက်ဆီယက်ကနေပြီးတော့9000ဒီဂရီဆက်ဆီယက်အထိသူကအပူချိန်ရှိတယ် ဟောသူရဲ့အခြေအနေကဘယ်လိုရှိလဲဆိုရင် तू ကအရေးအနေနဲ့ပဲရှိတယ်အရေးအခြေအနေအတိုင်းပဲတွေ့ရမှာဖြစ်တယ်သူရဲ့ဖွဲ့စည်းပုံဘာတွေနဲ့ဖွဲ့စည်းထားလဲတန်ရှိမယ်နီကယ်ဆัลဖာနဲ့အောက်ဆီဂျင်ဆိုပြီးတော့ဖွဲ့စည်းထားတာကိုတွေ့ရမှာဟုတ်ပြီเนาะကဲကဘာဗဟိုပိုင်းရဲ့အပြင်လွှာအရေးပြောနေတယ်เนาะအရေးပြောလျက်ရှိတယ်ဘာတွေလဲတန်နီကယ်တွေနဲ့ဖွဲ့ထားတာကဘာမြင့်နေပြင်အောက်ကိုကီလိုမီတာအနက်ဘလောက်ထိတွေ့ရလဲဆိုလို့ရှိရင်ဒီချေတော့9150အနက်ကြီးတွေ့ရတာဖြစ်တယ်เนาะ အဲကဘာဘိုးပိုင်းရဲ့အပြင်လွာတတုအကြီးအဲတတုအကြီးများဟာကဘာအပေါ်ပိုင်းမှာအတွင်းပိုင်းကဘာဘိုးပိုင်းဆိုတာအတွင်းပိုင်းကိုလှည့်ပြီးစစ်ဆင်းနေတယ်ဒါကြောင့်မို့တန်လိုက်ကဘာတန်လိုက်စကွင်းဖြစ်ပေါ်လာတာဒါကြောင့်ဖြစ်တယ်ဆိုတော့ကိုသားတို့သမီးတို့အနေနဲ့မှတ်သားသိရှိရမှာဖြစ်ပါတယ်။ဆက်ပြီးတော့တီချဲတို့ကဘာဘဟုပိုင်းရဲ့အတွင်းပိုင်းရဲ့အခြေအနေကိုဆက်ပြီးတော့လေ့လာကြည့်မယ်နော်။ သူ့ရဲ့အတွင်းပိုင်းမှာအပူချိန်ဟာ9000ဒီဂရီဆက်ဆီယက်ကနေပြီးတော့6000ဒီဂရီဆက်ဆီယက်အထိရှိတာကိုတွေ့ရတယ်။ဟုတ်ပြီနော်။သူ့ရဲ့အခြေအနေကြတော့ဘယ်လိုရှိလဲ။သူကတော့အဆိုင်ခဲအနည်းနဲ့ပဲရှိတယ်။ဖွဲ့စည်းပုံကတန်နဲ့နီကယ်နဲ့ဖွဲ့စည်းထားတယ်။ဟောကမ္ဘာအပူပိုင်းရဲ့အတွင်းပိုင်းဟာ အချင်းကီလိုမီတာသူဟာ2500ခန့်ရှိတယ်။တတုလုံးအနည်းနဲ့တရှိနေတယ်။နော်တတုတွေကအေးပြောင်းနိုင်တဲ့အပူချိန်ထက်ကိုများစွာမြင့်တယ်။ ဒါပေမဲ့သူကဖိအားကြီးမားတဲ့အကြောင်းမို့သူကအဆိုင်ခဲအနေနဲ့ပဲတရှိနေတာဖြစ်ပါတယ်။အဲတော့သားတို့တမီးတို့ဘလို့အချက်တရားအတိတ်ကအနေနဲ့မှတ်သားရမလဲဆိုတာကိုဒီချေလို့ကြည့်အောင်။ကဘာကိုအကျန်းအားဖြင့်အလွှာလွှာလူကြီး၃ခုဖြစ်တယ်။လွှာလူကြီး၃ခုဘာတွေလဲ။ကဘာအပေါ်ယံလွှာ၊ကဘာချားလွှာ၊ကဘာဘဟုပိုင်းဆိုပြီးတော့၃ပိုင်းပိုင်းခြားထားတယ်ဆိုတဲ့အကြောင်းကိုဒီချေလို့သိလေရပြီး တော့ကဘာအပေါ်ယံမှာတခါစီရလွာနဲ့စီမလွာနဲ့ဖွဲ့စည်းထားတယ်ဆိုတာကိုလည်းတခါမှတ်ရပြန်ပြီကဘာအပေါ်ယံလွာမှာနော်အပေါ်ယံလွာရဲ့မျက်နှာပြင်ကအပားလွာဆုံးအလွာဖြစ်တယ်ဆိုတာကိုလည်းမှတ်သားကြရမှာဖြစ်တယ်ဟုတ်ပြီကဘာကြွားလာကိုကြည့်မယ်ကြားလာမှာကြတော့အပေါ်ပိုင်းနဲ့အောက်ပိုင်းဆိုပြီးတော့နှစ်ပိုင်းခွဲထားတာဖြစ်တယ်နော်အဲ့မှာတန်အောက်ဆီဂျင်ဆီလီကွန်ဟုတ်ပြီမက်ဂနီဆီယမ်အလူမီနီယံကြောက်တွေနဲ့ဖွဲ့ထားတယ် ကမ္ဘာကြားလွှာအပေါ်ပိုင်းမှာရှိတဲ့ကြောက်တီးဟာပိုမိုပြီးတော့အေးတဲ့အခါမှာဆေးပစ်တဲ့အနေအထားရှိရဲဆိုတဲ့အချက်ကလည်းအကြီးကချက်တဲ့မှာပါဝင်နေနော်ကမ္ဘာကြားလွှာရင်အောက်ပိုင်းမှာရှိတဲ့ကြောက်တီးကကြတော့အေးပြောင်းနိုင်တဲ့အပူချိန်ရှိတယ်ဒါပေမဲ့လည်းဖိအားကြောက်သူကအဆိုင်ခဲအနေနဲ့ပဲရှိနေတယ်ဆိုတဲ့အချက်ကလည်းပဲအကြီးကချက်တဲ့မှာပါဝင်နေကမ္ဘာဘဟုပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်အပြင်လွှာရဲ့ နော်အတွင်းပိုင်းလွှာရဲဆိုပြီးတော့နှစ်ပိုင်းခွဲထားတာရှိတာကိုလည်းဒီချေတို့မှတ်သားရတယ်အပြင်လွှာကကြတော့အရေးအခြေအနေရှိတယ်အပူချိန်ဟာ၄00ဒီဂရီဆက်ဆီယက်ကနေပြီးတော့9000ဒီဂရီဆက်ဆီယက်အထိပူတယ်ဆိုတာကိုလည်းမှတ်သားကြရတယ်ဟုတ်ပြီနော်ကမ္ဘာဘဝပိုင်း အပြင်လွှာတန်နီကယ်ဆัลဖာနဲ့အောက်ဆီဂျင်တွေနဲ့ဖွဲ့စည်းထားတယ်ဆိုတာကိုလည်းသားတို့သမီးတို့အနေနဲ့အဓိကချက်အနေနဲ့မှတ်သားရပါမယ် ။ဟောကဘာဘိုးပိုင်းရဲ့အတွင်းပိုင်းကြတော့အပူချင်းဟာ9000ဒီဂရီဆက်ဆီယက်ကနေပြီးတော့6000ဒီဂရီဆက်ဆီယက်ထိရှိတယ်ဆိုတာကလည်းအဓိကချက်ထဲမှာပါဝင်နေ။ကဘာဘိုးပိုင်းအတွင်းပိုင်းနော်အတွင်းပိုင်းဟာအဆိုင်ခဲအခြေအနေဖြစ်တဲ့တန်နီကယ်ရီနဲ့ဖွဲ့စည်းထားတာဖြစ်တယ်ဆိုတာသားတို့သမီးတို့အနေနဲ့အဓိကချက်တွေမှာမှတ်သားမှာဖြစ်ပါတယ်။ဒီနေ့တီချဲပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့အခန်း1 တဘာဝပထဝီဝင်ရဲ့သင်္ကန်းစာတစ်ဖြစ်တဲ့ကဘာမြေကြီးဖွဲ့စည်းတိဆောက်ပုံအကြောင်းပဲဖြစ်တယ်။ဒါတို့သမီးတို့လည်းဒီသင်္ကန်းစာကိုနားလည်သဘောပေါက်မယ်လို့တီချင်မျှော်လင့်ပါတယ်နော်။နောက်သင်္ကန်းစာမှာတီချင်နဲ့အတူတူပြန်တွေ့ကြမယ်နော်။